အလုံးဝမင်္ဂလာပါခုဗီဒီယိုကမြန်မာဘောလုံးအကစားသတင်းအစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ AFC Women Champion League 2025-26အုပ်စုစီမှာ ISP Women FC အသင်းကတောင်ကိုရီးယားမြောက်ကိုရီးယားနဲ့ဂျပန်ကအမျိုးသမီးကလပ်အသင်းတွေနဲ့အတူကြာရောက်နေပါတယ်။ ISP Women FC ကအုပ်စုစီပွဲစဉ်တွေကိုရန်ကုန်မြို့တူဝနာဘောလုံးခွင်မှာအင်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ quarter final အဆင့်တွေကိုတော့အုပ်စု၃စုကနေပြီးတော့ပထမဒုတိယရရှိတဲ့နှစ်သင်းစီနဲ့အကောင်းဆုံးဒုတိယနှစ်သင်းစုစုပေါင်း၈သင်းက quarter final အဆင့်ကိုတက်ရောက်သွားမှာဖြစ်ပါတယ်။စုကြည့်ခန်းစား권နေနေနဲ့ group stage မှာဒေါ်လာ၁သိန်း quarter final အဆင့်ကိုတက်ရောက်ခဲ့မယ်ဆိုရင်ဒေါ်လာ၈000 semi final ကိုတက်ရောက်ခဲ့မယ်ဆိုရင်ဒေါ်လာ၁သိန်း၂000ဒုတိယစုရရှိခဲ့မယ်ဆိုရင်ဒေါ်လာ၅သိန်း champion ဖြစ်ခဲ့မယ်ဆိုရင်ဒေါ်လာ၁သန်းရရှိတော့မှာဖြစ်ပါတယ်။ 2024 FIFA Women Club World Cup ပြိုင်ပွဲကို AFC Women Champions League မှာပထမဒုတိယတတိယရရှိမဲ့အသင်း၃သင်းကပါဝင်ခွင့်ရရှိထားပါတယ်။မြို့သမီးအာရှ Champions League ပွဲစဉ်အားလုံးကို Skynet Reader Channel ပြုံး Play Sport တို့ကနေပြီးတော့ပြသတော့မယ်ဆိုပြီးတော့ကြေညာထားပါတယ်။ ISV Women FC ရဲ့ပွဲနေ့ရက်နဲ့အချိန်ကတော့ November 9ရက်နေ့မှာတောင်ကိုရီးယား Class 1နဲ့မြန်မာစံတော်ချိန်ည9:00နာရီ November 10ရက်နေ့မှာ Japan Class Tokyo Verdy နဲ့ညနေ3:00နာရီ ညမ59နေမှာမြောက်ကိုရီးယားကလန်နာဂိုရန်နဲ့မြန်မာစံတော်ချိန်ည9:00နာရီအချိန်တို့မှာရှင်းပြန်ကစားတော့မှာဖြစ်ပါတယ်။အာရှဘောလုံးအဖွဲ့ချုပ် AFC နဲ့ဂျပန်ဘောလုံးအဖွဲ့ချုပ် JFA တို့ပူးပေါင်းကျင်းပတဲ့ AFC JFA Pro Diploma Course of for Elite Female Coaches ရဲ့ Module 4သင်တန်းကိုမြန်မာမှာ ISP Women FC သင်ရန်ဤပြချုပ်ဒေါ်ဆန်းဆန်းသိန်းကတက်ရောက်လျက်ရှိပါတယ်။ အာရှမြို့သမီးချန်ပီယံလီအုပ်စုအဖွဲ့ပွဲစဉ်မှာအင်ရှင် ISP Women FC နဲ့ရင်ဆိုင်ရမယ့်ကိုရီးယားကလပ်ဆူဝမ်သင်းမှာအရေးသွေးမြင့်ပါတဲ့ဘရာဇီးတိုက်စစ်မှုတို့ပါဝင်နေပါတယ်။သူနာမည်ကမီလီနီဟာဖြစ်ပါတယ်။ဘရာဇီး U20 လက်ရွေးစိန်ဟောင်းဖြစ်ပြီးတော့2025ဘောလုံးရာသီမှာကိုရီးယားကလပ်ဆူဝမ်သင်းကိုပြောင်းရွှေ့လာသူဖြစ်ပါတယ်။အသက်22နှစ်အရွယ်မီလီနင်ဟာကဆူဝမ်အသင်းမှာကျောင်းနံပါတ်30ဝစ်စင်ကစားနေပြီးတော့လက်ရှိ WKD မှာ3ဂိုးသွင်းယူထားနိုင်ပါတယ် မီလီနီဟာရဲ့အားသာချက်ကပညာနှစ်ဖက်စလုံးကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်တာဖြစ်ပြီးတော့ဘရာဇီးနိုင်ငံဘရာဇီးလီးယားမြို့မှာဝှဖခဲ့ပြီးတော့ professional ကစားသမောက်ပွဲကို international nay u20 အသင်းနဲ့စတင်ခဲ့ပါတယ်။2024အစောပိုင်းကာလမှာတော့ Fluminis အသင်းနဲ့စာချုပ်ချုပ်ခဲ့ပြီးတော့တရားစီထဲမှာအသင်းအတွက်17ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးတော့တောက်ပလာခဲ့ပါတယ်။ Brazil u20 မှာရွေးခန့်ခဲ့ရပြီးရနောက်6ပွဲကစားပြီးတော့2ဂိုးသွင်းနိုင်ခဲ့ပါတယ်။ မီလီနေဟာရဲ့ကြော်ကြောက်မှုကြောင့်2025ဘောလုံးရသည်မှာတော့အာရှထိပ်သီးကိုရီးယားကလပ်ဆူဝမ် FC ရဲ့မျိုးသမီးရဲ့ကန့်လန့်မှုကိုရခဲ့ပြီးရဲ့နောက်မှာအာရှဘောလုံးလောကမှာခြေစွမ်းပြဖို့အတွက်ဖြစ်လာပါတော့တယ်။အသင်းရဲ့ပလေးမိတ်ကအနေနဲ့ကွင်းလယ်မှာကစားနိုင်သလိုအထောင်တိုက်စစ်မှုအနေနဲ့လည်းတွန်းတွန်းတိုက်တိုက်ကစားနိုင်ပြီးတော့အဆုံးသက်ပိုင်းကျွမ်းကျင်ပါတယ်။လက်ရှိမှာတော့စူဝမ်အသင်းက WK လိမာရလက်ဆိုးဝနေပြီးတော့28ပွဲကစားပြီးချိန်မှာရမှတ်24မှတ်သာရရှိထားပြီးအဆင့်ရှိနေရာမှာယက်တည်နေပါတယ် မီလီနေဟာအနေနဲ့တွင်းကိုတုံးကိုသာတွင်းထားနိုင်ပေမဲ့ပွဲတိုင်းမှာအဓိကကစားသမားအဖြစ်ခြေစမ်းပြနေပြီးတော့ပွဲစဉ်23မှာပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ ISV ရဲ့တဲ့အနေနဲ့စူဝါနဲ့ပွဲစဉ်မှာမီလီနေဟာကိုအဓိကထားထိန်ချုပ်ရမှာဖြစ်ပြီးတော့အမားလုံးမီယာနဲ့ဒုက္ခပေးနိုင်ပါတယ်။အာရှမှာထွန်းတော့လာမဲ့ဂျက်တပွင့်လိုဆိုရှယ်မီဒီယာမှာရေပန်းစားနေတဲ့မီလီနေဟာတယောက်အာရှအမျိုးသမီးချန်ပီယံလီမှာခြေစမ်းပြနိုင်မလားဆိုတာကိုစောင့်ကြည့်တော့မှာဖြစ်ပါတယ်။ မြမလီစီကွင်းလဲကစားသမားကျော်မင်းဦးပါဝင်ကစားနေတဲ့တီရန်ကနူအသင်းကကုချင်းစီတီ FC အသင်းကိုနှစ်ကိုတကိုဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ကုချင်းစီတီကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာကျော်မင်းဦးကဖွဲထက်ကစားသမားတယောက်အနေနဲ့ပါဝင်ရှင်ပိုင်ကစားသွားခဲ့ပါတယ်။မြမလီစီကွင်းလဲကစားသမားမောင်မောင်လဲပါဝင်ကစားနေတဲ့လက်ဖန်ဝါဒီယာအသင်းကချမ်း FA ဖလားပြိုင်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်။ ဒီကိုတကိုနဲ့အနိုင်ရရှိခဲ့တဲ့ Lafan Warrior အသင်းရဲ့ပွဲစဉ်မှာနှစ်ကူးမြောက်သွင်းကိုကိုမြန်မာလူစဉ်ကိုလည်းကစားသမားမောင်မောင်လင်ကသွင်းယူပေးနိုင်ခဲ့ပါတယ်။မြန်မာမျိုးသားယူဆက်ခွန်အသင်းက Falcon FC နာမည်နဲ့ထိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်တော့မှာဖြစ်ပါတယ်။ယူဆက်ခွန်ဖိတ်ခေါ်ဖလားပြိုင်ပွဲကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာအောက်တိုဘာ30ရက်ကနေနိုဝါ2ရက်အထိကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ပြန်ဝဲကိုထိုင်းမြန်မာဗီယက်နမ်ဂျပန်နိုင်ငံလေးနိုင်ငံကအသင်းရှစ်သင်းပါဝင်ရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ဖဲကွန် FC တင်ကတော့အုပ်စုအေမှာထိုင်းကလပ်တင်30နဲ့အတူကြာရောက်နေပါတယ်။ဖွဲ့စဉ်တွေကို Usecon NGC Facebook page ကနေတိုက်ရိုက်ထုတ်လင်းပြသသွားမှာဖြစ်ပါတယ်။မြန်မာ National League ရဲ့ရှောင်းဝဲမရှိချန်ပီယံ Shaw United တင်ကတော့ Cambodia Club Phnomen Krom တင်ကိုရှုံးနိမ့်ခဲ့ပြီးတော့ AFC Challenge League ကနေအုပ်စုအဆင့်ကနေနှုတ်ဆက်ထွက်ခွာခဲ့ရပါပြီ။ယခုရှောင်းဝဲနဲ့အတူမြန်မာ National League ရဲ့ League Ranking ကလည်းဆက်လက်ထိုးကြသွားပါပြီ။ လီအီရန်ကဆက်လက်ထိုးကြသွားတဲ့အတွက်ကြောင့်နောက်နှစ်အာရှအဆင့်ပွဲစဉ်တွေမှာခြေစပွဲအဆင့်ကနေအသင်းတစ်သင်းသာဝင်ရောက်ရှင်ပြိုင်ရဖို့များနေပါပြီ။ဘောလုံးအကသတင်ဆက်မှုတွေကိုကြားနေတဲ့ဆိုရင် Subscribe and Comment ပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်ဘောလုံးအကသတင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးကျေးဇူးများတင်ပါတယ်။